ရှေးစွာဖျားရှင်ရဲ့ဂုံကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့ကျွန်တော်တို့မတို့အတူတကွနှလုံးသွင်းစင်ကြင်ခွန်အားယူနိုင်ဖို့ရန်ကျွန်တော်ရွေးချယ်လာတာကတော့အကြည့်တစ်ချက်နဲ့အမြင်နှစ်မျိုးအကြည့်တစ်ချက်နဲ့အမြင်နှစ်မျိုးရှေးစွာပထမကျမ်းပိုင်ဖတ်ချင်ပါတယ်။ရှင်မသက်ခရဝင်ခန်းကြီး6အခန်းငယ်22 23မျက်စိကကိုဤစီမီဖြစ်၏ ထို့ကြောင့်မျက်စိကြည်လင်လင်တကိုယ်လုံးကြည်လင်လိမ့်မည်မျက်စိမေးရှက်လင်တကိုယ်လုံးမိုက်လိမ့်မည်တင်ဤအလင်းတော်ကအလွန်မိုက်ဆွားတကားရှင်မတက်ခွေဝင်ကန်ကြီး23:26မျက်စိကံတော်ဖာရိရှဲဟုဖလားလင်မန်းကိုအတွင်း၌ရှေးဥစွာဆေးကြလောတိုးပြုလင်အပြင်၌တန့်ရှင်းလိမ့်မည်ယနေ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာ အောင်မြင်သူနဲ့ဆုံးရှုံးသူကိုခြားနားစေတဲ့အရာကတော့အမြင်ပဲဖြစ်တယ်။လူအများကအမြင်ကြောင့်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတယ်လို့လူတချို့ကအဲ့ဒီအမြင်ကြောင့်ပဲအောင်မြင်မှုတွေရရှိနိုင်တယ်ဆိုတာတွေ့ရတယ်။နေ့အမြင်မကောင်းရင်ကျွန်တော်တို့အကောင်းမမြင်တော့ဘူး။အဆိုးတွေမြင်လာတယ် အကောင်းမမြင်ကျွန်တော်တို့စိတ်မချမ်းသာတော့ဘူးကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာပျော်ရွှင်မှုမရတော့ဘူးဒီနေ့ပျော်ရွှင်မှုမရလို့ရှိရင်ကျွန်တော်တို့မချီးမွမ်းနိုင်တော့ဘူးဒီနေ့ကျွန်တော်မချီးမွမ်းနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာငြိမ်သက်ခြင်းမရတော့ဘူးဆိုတာတွေ့ရတယ်ဒီကျွန်တော်တို့အမြင်ကောင်းတဲ့အခါမှာကျွန်တော်တို့အကောင်းတွေမြင်လာမယ်ချစ်ချင်းမေတ္တာတွေရှိလာမယ်အကောင်းမြင်လာရင်စိတ်ချမ်းသာလာမယ် စိတ်ချမ်းသာလာရင်ချီးမွမ်းခြင်းရှိလာမယ်။ဒီချီးမွမ်းခြင်းရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝအတ္တမှာငြိမ်သက်ပျော်ရွှင်ခြင်းတွေရလာမယ်ဆိုတာတွေ့ရတယ်။ဒီကျွန်တော်တို့လူတစ်ယောက်ကိုကျွန်တော်တို့ဘယ်လိုပဲကြည့်ကြည့်ကြည်တာချင်းတူပါတယ်။ဒါပေမဲ့မြင်တဲ့အမြင်မှာကွာခြားသွားတယ်ဆိုတာတွေ့ရတယ်။ဒီနေ့ကျွန်တော်တို့အကြည့်တစ်ချက်ပဲဒါပေမဲ့အမြင်နှမျိုးရှိတယ် ကောင်းတဲ့မြင်တယ်ဆိုးတာမြင်တယ်ကျွန်တော်တို့ခန္ဓာလူဟာခန္ဓာနဲ့ဝိညာဉ်ရှိတယ်ဒီနေ့ခန္ဓာမျက်စိနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့မြင်တဲ့အမြင်ကခန္ဓာအမြင်ပဲမြင်မယ်ဒီနေ့ကျွန်တော်တို့ဝိညာဉ်မျက်စိနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဝိညာဉ်အမြင်မြင်မယ်ဒီနေ့ခန္ဓာမျက်စိနဲ့ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအတ္တမှာကျွန်တော်တို့အတွက်ပဲအတ္တစိတ်တွေပြည့်နှက်နေတယ်ဆိုတာတွေ့ရတယ်ဒီနေ့ဝိညာဉ်ဝိညာဉ်မျက်စိနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဝိညာဉ်မျက်စိ နဲ့မြင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာငြိမ်သက်ပျော်ရွှင်ခြင်းတွေတွေ့ရတယ်ဆိုရှိလာမယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာကျွန်တော်တို့ကြည်ပါကြိုက်တဲ့အရာကိုကြိုက်တယ်လို့မျိုးကြည်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့မြင်တဲ့အမြင်တွေကောင်းဖို့လိုတယ်ဆိုတာတွေ့ရတယ်။ခန္ဓာမျက်စိအားနယ်လို့ရှိရင်ကျွန်တော်တို့မျက်မှန်တွေတက်ကြတယ်ခွဲစိတ်ကုသကြတယ် ဒီနေ့ကျွန်တော်တို့ဝိညာဉ်မျက်စိ꽌နေပြီဝိညာဉ်မျက်စိမှုံနေပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲဒီနေ့ကျွန်တော်တို့ဝိညာဉ်မျက်စိ꽌ပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသိလာမလဲဒီနေ့ကျွန်တော်တို့သူတစ်ပါးကိုမချစ်တတ်တော့ဘူးသူတစ်ပါးကိုမနာလိုစိတ်တွေသူတစ်ပါးကိုအပြစ်တွေမြင်လာမယ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာချစ်ချင်းမေတ္တာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဝိညာဉ်မျက်စိအားနည်းလာခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့ဘယ်လိုကုစားကြမလဲ ယနေ့ခန္ဓာမျက်စိမှုန်နေကျွန်တော်တို့မျက်မှန်တက်တယ်လို့ဝိညာဉ်မျက်စိမှုန်နေရင်တမ္ပါချမ်းစာကိုဖတ်ရှုလေ့လာစင်ကျင်ခွန်အားယူဖို့ဖြစ်တယ်ဒါမှသာလေကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိမြင်မယ်အကောင်းနေမြင်လာမယ်ချစ်ချင်းမေတ္တာတွေနဲ့ပြည်လာနိုင်မယ်ဆိုတာတွေ့ရတယ်ဣဒရေရာလူမျိုးတွေခါနန်ပြည်ကို နို့နဲ့စီးပြားရည်စီးတဲ့ခါနန်ပြည်ကိုသွားတဲ့အခါမှာတချို့တချို့ဆယ်ဆယ်နဲ့လှုပ်လိုက်တယ်ဒီနေ့ယောရှုနဲ့ကာလတ်တာအကောင်းမြင်တယ်ဂျန်နဲ့ဆယ်ယောက်ကအဆိုးမြင်တယ်ဒီနေ့အဆိုးမြင်တဲ့ကြည်တာချင်းကတော့သွားကြည်တာတဲ့ဂျီကတော့တူတယ်ဒါပေမဲ့မြင်တဲ့အမြင်မှာကွာခြားသွားတဲ့အတွက်ယောရှုနဲ့ကာလတ်ပဲကျွန်တော်တို့ကဲတင်ချင်းရတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာ ကြိုက်တယ်လို့ကြည်ပါမြင်တဲ့အခါမှာခန္ဓာမျက်ခန္ဓာမျက်စိနဲ့ကြည်ပါမြင်တဲ့အခါမှာဝိညာဉ်မျက်စိနဲ့မြင်မှသာလျှင် ကျွန်တော်တို့ရဲ့ဘဝအတ္တမှာသာဝရငြိမ်းချမ်းပျော်ရှင်ခြင်းရမယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာဘလို့ကြည်မလဲဘလို့မြင်မလဲနေဒီအရာလေးကိုကျွန်တော်တို့ကြည်တယ်ကြည်တဲ့လူတွေ တူပါတယ်ကြည်တာချင်းအတူတူဖြစ်မယ်မြင်နဲ့အမြင်ကျွန်တော်တို့ဘယ်လိုမြင်မလဲယနေ့ကျွန်တော်ဘာရေးထားလဲဆိုတာကျွန်တော်တို့ဘယ်လိုဘသူသိမလဲဘသူမြင်မလဲဘယ်လိုမြင်ကြမလဲဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာအရေးကြီးဆုံးကအဆိုးမမြင်ဖို့ဖြစ်တယ်အကြည့်တစ်ချက်ကြောင့်အမြင်နှစ်မျိုးမြင်နိုင်တယ်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာဘလို့အမြင်မျိုးမြင်နေပြီလေဆိုတော့မိမိရဲ့ဘဝအတ္တတာကို ပြန်လည်စမ်းစစ်ခွန်အားယူနိုင်ကြပါစေ။ကြာနာကြသူအရောက်စီတိုင်းဖះရှင်ပေးထားတဲ့ကောင်းကြီးများကို ပြန်လည်ဝေငှအတုံးပြုနိုင်ကြပါစေ။